လုပ်ငန်းသုံးနေတော့ဒါဓာတ်စီမီဇာကောင်းကောင်းလေးသလုံးရှာဖွေနေတဲ့လူချင်းမင်းတွေအတွက်ကျွန်တော်ဒီနေ့မှာတော့ဒါအခုလိုမျိုးဒါလုပ်ငန်းသုံးနေတိကိုအသုံးပြုပြလို့ရမယ်ဒါစီစားတက်တာတဲ့ဘိုင်းဆန်ဓာတ်စီမီဇာတွေနဲ့လူချင်းမင်းတို့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီမီဇာတွေနဲ့ဆိုလို့ရှိရင်တော့ဒါအိမ်သုံးနေရုံးသုံးနေဆိုင်သုံးနေနဲ့အသေးစားလုပ်ငန်းသုံးလျက်စီပစ္စည်းတွေလည်းဒါအသုံးပြုပြလို့ရမှာပဲဖြစ်ပါတယ်ပေါ့နော်ဘာတွေအသုံးပြုလို့ရမလဲဆိုလို့ရှိရင်တော့ဒါအိမ်သုံးလျက်စီပစ္စည်းတွေဆိုရင်တော့ဒါထမင်းပေါင်းတွေဒန်နီရေရေကဲတက်တာတွေဝှက်ချော်ဆက်တွေဒါတခြားသော lighting မိလည်းအသုံးပြုပြလို့ရမယ်လုပ်ငန်းသုံးအတွက်ဆိုလို့ရှိရင်တော့ဒါ grinder တွေဖြောင်းဆက်တွေဒါဝရင်ဘုံနေတဲ့ အသုံးပြုပြလို့ရမယ်။အထက်ကျောက်စာဖို့မော်တာတွေနဲ့ဒါအဲကွန်းတွေအထိဥပါအသုံးပြုပြလို့ရမယ်။စီစားနှုံးတက်တာတဲ့ဘိုင်းဆန်တက်စီမီဆက်တွေပဲဖြစ်ပါရဲပေါ့နော်။ သူ့မှာဆိုလို့ရှိရင်တော့ဒါကျိုးဆွဲ၁၂လေးအပြည့်ဟိုမှာတော်နိုး၁၂လေးတွေပါဝင်ပြီးတော့ဒါအခုလိုမျိုးဘိန်းလုံးလေးနဲ့လက်ကင်တန်းလေးတွေပါဝင်တဲ့အတွက်ကြောင့်မလို့အလဲတကူနဲ့ရွှေပြောင်းပြီးတော့သုံးပြီးပြီးလို့ရမှာပဲဖြစ်ပါရဲ့ပေါ့နော်အင်ဂျင်မင်းမော်ပါ15កောင်အားလေးနဲ့ဖွဲ့စည်းပေးထားပြီးတော့ဒါအာမခံတင်းတင်းတိတိပါဝင်အောင်မှာပဲဖြစ်ပါတယ်ခင်ဗျာဒီမီဆက်လေးမှာဆိုလို့ရှိရင်တော့ဒါရွေးချယ်စရာနေပြင်ဘိုင်းဆန်ပီယာ6500 EC ဆိုပြီးတော့ရှိမယ်ဒါလေးရော6500 EC ဒီဘက်အလေးမှာဆိုလို့ရှိရင်တော့ဒါဘိုင်းဆန်ပီယာ9500 EC ဆိုပြီးတော့ရှိမယ်ပေါ့နော်ဒီဘက်တောင်ဆုံးမှာဆိုလို့ရှိရင်တော့ဒါအကြီးဆုံးပြုစုခုဖြစ်တယ်ဒါဘိုင်းဆန်ပီယာ8500 EC တော်နိုးကျိုးဆွဲဒက်စီမီဆက်ကြီး ဆိုပြီးတော့ဝေယူရရှိနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါအာမခံလေးလည်းပတ်ဝင်ပြီးတော့ဒါအိမ်သုံးရုံးသုံးဆိုင်သုံးနဲ့လုပ်ငန်းသုံးလျှက်စီပစီအစုံလင်ကိုအသုံးပြုလို့ရမယ်စီစားနှုံးတက်တာတဲ့ဒါပိုင်းစံတက်စီမိသက်လေးတွေပဲဖြစ်ပါတယ်ပေါ့နော် ဟုတ်ကဲ့ပါစိတ်ဝင်စားလို့ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဆေးပါးစီကိုဆက်သွယ်လို့ရပါတယ်ဆက်သွယ်ရဖုန်းနံပါတ်အနေနဲ့ကတော့ကျွန်တော်တို့ဆေးပါးစီရဲ့ hotline ဖုန်းနံပါတ်လေးဖြစ်တဲ့399 999 3030တို့မှာလည်းအသေးစိတ်လေးဆက်သွယ်ဆုံစမ်းမေးမြန်းလို့ရတယ်လို့ဆေးပါးစီဆိုင်ကြီးရဲ့ဖွင့်လှစ်ပေးထားတဲ့ရန်ကုန်မန္တလေးတောင်ကြီးနဲ့ပြည်ဦးနယ်မြို့တွေမှာလည်းယူဂျင်းမင်းတို့ကိုယ်တိုင်ဆက်တိုင်းကြအလားရဝယ်ယူအားပေးလို့ရပါပြီနော်ဒါအပြင်မှာလည်းဆေးပါးစီဆိုင်ကြီးရဲ့ဖွင့်လှစ်ပေးထားတဲ့မြို့ကြီးတွေမှာဆိုရင်တော့ပို့ဆောင်ကအခမဲ့လေးနဲ့အိမ်ရောင်းဝယ်ကြီးစနစ်လေးနဲ့ပို့ဆောင်ပေးနေတာပဲဖြစ်ပါတယ်ခင်ဗျာ